အခုဟိုဘောနော်ပြီးခဲ့တဲ့ရက်ကရက်ပိုင်းကဒီခေလုံဝင်ဗီဇာနဲ့ပတ်သက်ပြီးတော့ခေလုံဝင်နဲ့ပတ်သက်ပြီးတော့အမေရိကန်ကအဲ့ဆောင်ရုပ်သိမ်းလိုက်တယ်ဆိုတဲ့အချိန်မှာစစ်ခွေးတွေကမလုပ်လဲဆိုတော့အချင်းသားတွေလွတ်ပြေးတယ်နော်အာနောက်ပြီးတော့ငါးငါးနဲ့နိုင်ငံကထွက်သွားတဲ့သူတွေပြန်လာပါရွေးကောက်ဝဲမှာမဲဝင်ပေးပါဆိုပြီးတော့ခေါ်တယ်ဟိုမင်းညာဆိုလဲလွန်နင်းချမ်းသာခွင့်ဒင်းမှာအဲဒါတွေကိုပါတယ်နောက်ပြီးတော့ဇော်မဲလုံးကိုယ်တိုင်လည်းအဲဥစားတွေကိုထုတ်ပြောတယ်အဲ့တော့ ပြောမယ်ဆိုနောက်ပြီးတော့ကြားဖြန့်တွေကိုအဖမ်းပြတယ်ကြားဖြန့်တွေနေနေကသူတို့လုံနေပါတယ်ဗောဘာဖြစ်လဲညာဖြစ်တယ်တကယ်တမ်းကျတော့အမေရိကန်ကအခုဒီမြန်မာမှာရှိတဲ့ကြားဖြန့်နေနဲ့ပတ်သက်ပြီးတော့သူကကောင်းကောင်းကိုဘာဖြစ်လဲအခုရပိုင်းဆိုရင်ဒါ25သန်းပေါ့နော်ဒီကြားဖြန့်နဲ့ပတ်သက်တဲ့တက်တီတွေဟာနောက်ပြီးတော့သူတို့စီစဉ်ခဲ့တဲ့ငွေကြေးတွေကိုပြန်လဲတင်းစီနိုင်မဲ့အချက်လက်တွေကိုပေးတဲ့သူတွေကိုအမေရိကန်ဒေါ်လာ25သန်းအထိပေးမယ်ဆိုပြီးတော့ အဲသူတို့ကပြောလာတာရှိတယ်။အဲစုကြီးတွေထုတ်လာတာရှိတယ်။အဲ့တော့ဒါကအမေရိကန်ကဒီကြားဖြတ်အရေးနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဥစားရင်းနဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရကနေပြီးတော့ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်အာလာတင်တဲ့အဲသဘောအဲသဘောတရားကိုအပြည့်အဝကျွန်တော်တို့ပြောလို့မရပါပဲမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီအမေရိကန်အစိုးရအနေနဲ့ Trump အစိုးရအနေနဲ့အာတော်တော်လေးအာယုံစိုက်လာတာကိုတော့ကျွန်တော်တို့ညင်းလို့မရဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့မျိုးသားလုံခြုံရေးကိုတွားပြီးတော့ထိခိုက်တာ အမျိုးသားလုံးဘာလို့လဲဆိုတော့ဒီကအခြေစိုက်ထားတဲ့ကြားဖြန့်နေရအမေရိကန်မှာရှိတဲ့သူတွေကိုဘီလီယံနဲ့ချီပြီးတော့လိန်နေတဲ့ကိစ္စတွေကသူတို့နိုင်ငံသားတွေကိုသွားပြီးတော့ထိခိုက်တာ။အဲ့တော့သူတို့စီမှာဆိုရင်အဲဒီ FBI တို့ဘာလို့စီမှာဒါတောက်လျှောက်ကိုတိုင်စာတွေကတက်နေတာတိုင်စာတွေတက်နေတာဖြစ်တဲ့အတွက်ဒီကိစ္စတွေကတော့သူတို့ကတော့ action ယူမရမှာ action မယူရင်သူတို့အတွက်ကွဲကွဲမှာပေါ့နော်ဒီလိုအကြောင်းအရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်အဓိကထားပြီးပြောလို့တာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာတေးကြတဲ့ပေါ့နော်ဒီမိုကရေစီစံချိန်စံညုံးနေနဲ့ သွားနေတဲ့နိုင်ငံတွေကတော့ဒီကိစ္စအရင်နဲ့ပတ်သက်ပြီးတော့တတ်နိုင်သမျှသူတို့ကကန့်ကွက်ကြမှာပဲ။ဘာလို့ကန့်ကွက်မှာလဲလို့ပြောရင်ဒီကိစ္စဟိုပါတော့ဒီရွေးကောက်ပွဲဟာဘလို့မှတရားမျှတမှုမဖြစ်နိုင်ဘူးဆိုတော့သိနေတဲ့အတွက်ကြောင့်မလို့အဲဒါကရွေးကောက်ပွဲကိုကန့်ကွက်မှာဆိုတော့ကျွန်တော်အဓိကထားပြီးပြောလို့ဖြစ်ပါတယ်။ဒီနေ့ကတရားမျှတလို့လက်ချင်းနဲ့မတွေ့